တရုတ်ပြည်ရဲ့ကြာဆုံးကန် Apple နဲ့ Samsung လိုနာမည်ကြီး company တွေအကုန်လုံးပေါက်ဖော်ကြီးကိုစွန့်ခွာအကုန်ကအလုံးလက်မဲ့ဖြစ်သွားတဲ့အလုံးသမားတောင်းကြကဆန္ဒတွေထွက်ပြကြပြီးတနိုင်ငံလုံးရုပ်အုပ်သက်သက်တွေဖြစ်ကုန်ပါပြီ။အားလုံးပဲမြင်လာပါဘကန် Entertainment Channel ကနေပြန်လည်ကြိုးလိုက်ပါရင်အမေရိကန်သမ္မတ Donald Trump နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ရဲ့နှစ်နိုင်ငံအခွန်စစ်ပွဲအပြီးမှာတော့ Apple company ဟာ iPhone ထုတ်လုပ်မှုကိုတရုတ်ပြည်ကနေအိန္ဒိယနိုင်ငံစီယာယီကူးပြောင်းမှုစီစဉ်နေပြီး Samsung company ကလည်းတရုတ်နိုင်ငံအတွင်းတယ်လီဖုန်းနဲ့လျှက်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေအားလုံးကိုရပ်ဆိုင်းလိုက်ပါပြီ။ ဒါဟာသူတို့ရဲ့ကမ္ဘာအကြီးဆုံးဖုန်းထုတ်လို့ရတဲ့ဌာနကြီးကိုပိတ်သိမ်းပစ်တာပါ။ဒါကတော့ကွမ်ကြုံပြီးအတွင်းစက်ရုံနဲ့အကုံအလို့ရဲ့ပိတ်သိမ်းနေကြတဲ့မြင်ကွင်းဖြစ်ပါရင်ဖုန်းကုမ္ပဏီတွေလာမကတခြားသောစက်ရုံတွေအကုံလုံးလည်းပိတ်သိမ်းကုန်ကြပါပြီ။ဒီချိန်ကတော့တရုတ်ပြည်ဟာဒေါ်လာ380ဘီလီယံတန်ကုန်ပစ္စည်းထုတ်လုပ်နိုင်တဲ့ဆရာကြီးတူဖြင့်ကမ္ဘာမှာဝင်ကြွားခဲ့တာပါ။တနိုင်ငံလုံးကထုတ်လုပ်မှုတွေရဲ့30ရာခိုင်နှုန်းကျော်ကိုချုပ်ကင်ထားခဲ့ပေမဲ့အခုတော့အထင်မှားလောက်အောင်မြန်ဆန်တဲ့ရှုံးနိမ့်မှုတွေနဲ့အတက်မြန်ခဲ့တယ်လို့အတော်လေးအကြမြန်နေပါပြီ။ ဒီနေ့အပြင်ပြောရရင်တော့တရုတ်ပြည်ရဲ့ကြာဆုံးကန်းဟာအခုရောက်ရှိလာပါပြီ။ဒီနေ့ဗီဒီယိုမှာတော့မြန်မာပြည်သူတွေရဲ့ချိန်စာကိုလက်တွေ့ခန်းစားနေရပြီဖြစ်တဲ့တရုတ်ပြည်ရဲ့စက်မှုလုပ်ငန်းကန့်ဆိုးခြင်းနဲ့ဒီပြဿနာကြောင့်ကမ္ဘာစီးပွားရေးကိုဘယ်လိုရိုက်ခတ်လာနိုင်တယ်လဲဆိုတာကိုတင်ဆက်ပေးမှာဖြစ်ပါရင်ပထမဆုံးအနေနဲ့ Nike, Apple နဲ့ Samsung တို့ကုမ္ပဏီတွေတောင်အလုပ်တွဲမလုပ်ချင်တော့တဲ့တရုတ်ရဲ့အဓိကပြဿနာကအလုပ်သမားပါ။အရင်ကတရုတ်ပြည်မှာဆေးရုံတွေအများပြားလာရောက်စားလုပ်ကြတဲ့အဓိကအကြောင်းရင်းကအလုပ်သမားတွေဈေးချိုလို့ဖြစ်ပါရင် များပြားပြီးဈေးချိုချိုနဲ့ခန့်လို့ရတဲ့တရုတ်လုံသားတွေအကြောင်းမမြန်ဆန်ဆန်နဲ့ဆက်ယုံလာဖွင့်သူတွေများပြားပြီးစီးပွားရေးခေါင်းထောင်လာခဲ့တာပါအခုလိုစီးပွားရေးသမားတွေတရုတ်နဲ့လက်တွဲဖြုတ်ချင်တော့တာလဲအဓိကပြဿနာကအလုံသမားတွေအစမတန်ဈေးတက်လာလို့ပါပဲလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်ကတည်းကတရုတ်ဟာစီးပွားရေးတဟုန်ထိုးထောင်တက်လာခဲ့ကပြည်သူတန်းပေါင်းများစွာကိုငတ်မုံခေါင်မမှုတန်းကနေကင်းဝေးစေပြီးလူလက်တန်းစားတွေဖြစ်အောင်ပြောင်းလဲနိုင်ခဲ့ပါတယ်ဒီလိုလုံနိုင်ရတဲ့အကြောင်းရင်းကလည်းလုံသားတွေဈေးချိုချိုနဲ့ငှားရမ်းနိုင်လို့ပါ 2005ခုနှစ်မှာတရုတ်လုံသားတူရဲ့ပြင်းပြလာစွာဟာဒလကိုဒေါ်လာ150လုံးဖြစ်ပြီးအခု2025ရောက်ချိန်မှာတော့ဒလကိုဒေါ်လာ1000အထိခုန်တက်သွားပြီဖြစ်ပါတယ်။တခြားနိုင်ငံတွေနဲ့ရှင်ကြည့်မယ်ဆိုရင်ဗီယက်နမ်ရဲ့လာစွာဟာဒလကိုဒေါ်လာ300လုံးဖြစ်ပြီးအိန္ဒိယလုံသားတွေရဲ့လာစွာဟာဒလကိုဒေါ်လာ250ဖြစ်ပါတယ်။ဒီတော့စီးပွားရေးသမားတွေအနေနဲ့ဈေးချိုတဲ့နိုင်ငံတွေစီကူးပြောင်းချင်တာမထူးဆန်းပါဘူး။ဒီနေရာမှာမြန်မာရဲ့ဒလလာစွာနဲ့ရှင်ပြရမယ်ဆိုရင်မြန်မာကဒလ3သိန်းဆိုရင်ကိုဒေါ်လာ80ဝန်းကျင်ပဲကျသင့်ပါပါ။ဒါပေမဲ့ဘယ်သူမှစိတ်ယုံလာမဖွင့်ကြပါဘူး။ ကဲခုနကစကားကိုပြန်ဆက်ရမယ်ဆိုရင်ဒီလိုအလုံးသမားလာစာမြင့်တက်လာခြင်းကအဓိကအကြောင်းရင်းပါပဲဒါဆိုရင်ဘာလို့မြင့်တက်လာရသလဲဆက်ကြည့်ရအောင်ပါတရုတ်ရဲ့လက်ရှိနောက်ဆုံးမျိုးဆက်တွေကဆက်ရုံလိုမျိုးအလုံးကျန်းတွေကိုမလုံချင်ကြတော့ပါဘူးအရင်အစားနေပညာကံပဏီတွေဝန်ဆောင်မှုလုပ်ငန်းတွေလိုမျိုးအဆင့်မြင့်အလုပ်တွေကိုပဲရှောက်ကြတော့တဲ့အတွက်ဆက်ရုံတွေမှာလုံမဲ့အလုံးသမားတွေရှားပါသွားပါပြီဒီပြဿနာကိုဖြေရှင်းဖို့အတွက်တရုတ်တမရရှိချင်းဖြင့်ဟာကလေးတွေကိုဆက်မှုကုံထုတ်လုပ်ရေးကိုလေ့လာကြဖို့တွန်းအားပေးခဲ့ပါတယ်ဒါပေမဲ့ဒီလုံရဲ့ဟာအလုံးမဖြစ်တဲ့အပြင် အလုံးလက်မဲ့လူဦးရေကလည်းမြင့်တက်လာပါတယ်။နောက်ပြီးတရုတ်ကွန်မြူနစ်ပါတီ CCP အဖွဲ့ဟာလူငယ်ရေးအတွေးအမြင်စကားအသံတွေကိုထိန်းချုပ်ထားပါတယ်။တင်ရတကယ်လို့အစိုးရကိုပြစ်တင်ဝေဖန်မယ်ဆိုရင် CCP လူအဖွဲ့အစည်းပေါင်းကနေတင်းကို blacklist တွင်းလိုက်ပြီးအိမ်မရှိအလုံးမရှိပတ်စံမရှိတော့တဲ့လူတယောက်ဖြစ်အောင်တွန်းပို့မှာပါ။ဒါအပြင်ဒီလိုလောရတဲ့အကြောင်းကိုလည်းပြင်ပကိုပြန်မသွားအောင်အထုပ်ပိတ်ပင်ထားပါတယ်။ကျွန်တော်တို့အနေနဲ့အခုလိုမျိုးတရုတ်ပြည်ရဲ့အတွင်းပုတ်နေတဲ့အကြောင်းအရာတွေကို YouTube မှာတင်တဲ့အခါမှာလည်း live လံပိတ်ပင်ခံရပါတယ်။ဒါကြောင့် NNJ ကနေတင်မင်းနေတဲ့ကျွန်တော်တို့ channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့။ အကြောင်းအရာကိုပြန်ဆက်ရမယ်ဆိုရင်အခုလောလူသမားစင်းတို့နေတက်လာတာကအဓိကအကြောင်းရင်းဖြစ်ပြီးနောက်ထပ်အကြောင်းရင်းတစ်ခုကတော့ American တရုတ်ကုန်သွယ်ရေးပြဿနာပါဒီပြဿနာကတော့ဖြစ်နေတာနှစ်အတော်ကြာပါပြီအခုချိန်မှာပိုတင်းလာတဲ့အတွက်တရုတ်ရဲ့ကုန်ထုတ်လုပ်မှုကိုထိခိုက်လာတယ်ဆိုပါတော့ဗျာကျွန်တော်18ခုနှစ်လောက်ကလေးကစားခဲ့တဲ့စီးပွားရေးအငင်းပွားမှုတွေဟာရှင်းလို့မရတဲ့အထုံးတစ်ခုလိုဖြစ်လာခဲ့ပြီးအချိန်ကြာလာတဲ့အမျှနှစ်ဖက်လုံးကပိုမိုတင်းလာခဲ့ပါတယ်နောက်ဆုံးအခု2025ခုနှစ်မှာတော့ American ဘက်ကတရုတ်ပြည်ကတင်သွင်းတဲ့ကုန်တွေအလုံးကို အခွန်245ရာခိုင်နှုန်းအထိတိုးမြင့်လာပြီးတရုတ်ဘက်ကလည်းအားကျမကန်အမေရိကန်ရဲ့သွင်းကုန်တွေအပေါ်အခွန်125ရာခိုင်နှုန်းအထိပြန်တင်ပြလိုက်ပါတယ်ဒီလိုလှုပ်ရှင်းအောင်နိုင်ငံလုံးကကံပဏီတွေပေါ်တင်ရောက်မှုအတော်လေးမြင့်တက်သွားပြီးကမ္ဘာလုံးကျွဝဲလုံအားနဲ့ရောင်းလုံအားကွင်းဆက်ကိုထိခိုက်လာပါတယ်ဥပမာအနေနဲ့နေ့အစဉ်ပစ္စည်းတွေကိုအရင်ကြည့်ကြလိုက်ပါ smartphone laptop နဲ့တခြားဆက်ပစ္စည်းတွေရဲ့အရေးကြီးအစိပ်ပိုင်းတွေကိုတရုတ်စစ်ရုံတွေမှာထုတ်လုပ်ပါတယ်။အခုလောအခွန်အမွေနဲ့စည်းစက်ကတွေများပြားလာတဲ့အခါမှာတော့ထုတ်လုပ်ရေးကုန်ကျစရိတ်မှလည်းပြဿနာတက်သွားပြီးနောက်ဆုံးသုံးဆွဲသူတွေပဲအဆမတန်ဈေးပေးကဝယ်ကန်ရတော့တာပါ။ နောက်ပြီးလူသိမ့်မတိတဲ့အချက်ကတရုတ်ဟာ COVID-19 ဖြစ်ပြီးကတည်းကအပြေးအဝနလန်ပြန်မထူနိုင်သေးပါဘူး။ဘေကျင်းမြို့မှာဆိုရင်အခုထိနောက်ဆက်တွဲပြဿနာတွေကိုကြုံနေရဆဲပါ။ COVID ဖြစ်ပြီးတဲ့နောက်လုပ်ငန်းတွေအားလုံးကိုအချိန်တစ်ခုကြာရန်နာထားခဲ့ရပြီးပြန်လည်လည်ပတ်ဖို့အတွက်အတော်လေးအချိန်ယူခဲ့ရပေမယ့်နိုင်ငံကမဟာမိတ်ကံပဏီတွေကတရုတ်ပြည်ရဲ့လုံခြုံမှုမရှိတဲ့အချက်ကိုသိသွားပြီးလုပ်ငန်းတွေကိုတခြားနိုင်ငံတွေစီကူးပြောင်းမှုစတင်စီစဉ်လာကြပါရင် တချို့ကံပဏီတွေကဆိုရင်တရုတ်ပလက်1ဆိုတဲ့မူဝါဒကိုကျင့်သုံးပြီးတရုတ်ပြည်မှာဆက်ယုံတစ်ခုထောင်ထားတယ်ဆိုရင်တခြားနိုင်ငံမှာလည်းအလားတူဆက်ယုံတစ်ခုအပေါ်နေနဲ့ဆောက်လုပ်ထားပြီးအချိန်မီပြောင်းရွှေ့လို့ရအောင်ပြုလုပ်ထားကြတာပါဒီလိုဒီလိုစီးပွားရေးပြဿနာတွေကြောင့်တရုတ်ပြည်ဟာအတော်လေးကိုအထိနာနေရဖြစ်ပြီး2020ခုနှစ်တုန်းက GDP 30%ခန့်လုံးရှိခဲ့တဲ့တရုတ်ဟာအခုဆိုရင်တော့ GDP 26%ရာခိုင်နှုန်းထိကျဆင်းသွားပါတယ်2025ခုနှစ်မှာတော့တရုတ်ရဲ့ GDP ဟာယွမ်120ထရီလီယံအမေရိကန်ငွေနဲ့ဆိုရင်ဒေါ်လာ17ဘီလီယံဖြစ်လိမ့်မယ်လို့ခန့်မှန်းထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ VN နဲ့နှစ်နိုင်ငံပေါင်း GDP နဲ့သွားတူညီနေပါတယ်။ထို့လို့ရဲ့အပိုင်းမှာတော့လေးရာခိုင်နှုန်းအထိကျဆင်းသွားပြီးဒေါ်လာ900ဘီလီယံတန်ဖိုးနဲ့ညီမျှပါတယ်။ဒီလိုစီးပွားရေးပြက်ကက်ဖြစ်လာတဲ့အခါဖြင်းတွင်းကလုပ်ငန်းအသေးလေးတွေကလည်းခေါင်းမထောင်နိုင်တော့ပါဘူး။စေယုံတွေပိတ်သိမ်းအလုံသမားတွေကအလုံးလက်မဲ့ဖြစ်ဒေတာရင်းစီးပွားရေးတွေလည်းကျဆင်းလာတော့ထို့လို့ရဲ့အများစုလုံခြုံတဲ့ Quantum ပြည်နယ်တစ်ခုထဲမှာကိုပဲအလုံးလက်မဲ့နှုန်းက6.5ရာခိုင်နှုန်းအထိမြင့်တက်သွားပါတယ်။အစိုးရဘက်ကလည်းပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းတွေကိုထောက်ပံ့ဖို့အတွက်ငွေထုတ်ချေးတာတွေနှိပညာအစင်းမြင့်တင်တာတွေနဲ့ ပြည်တွင်းစားသုံးမှုကိုတိုးချဲ့ပေးတာတွေပြုလုပ်ပေးနေပေမဲ့ရေရှည်ပြဿနာကိုတော့မဖြေရှင်းနိုင်ပါဘူးတရုတ်တွေအဓိကရင်ဆိုင်ရမှာကနိုင်ငံစည်းဝါးရေးဈေးကွက်ကိုပါဒါအပြင်ဒီကဆိုးကတရုတ်ပြည်သားတွေအပြင်တင်းစီကိုပါရောက်လာတော့မှဖြစ်ပါတယ်ကုန်ချမ်းဈေးနှုန်းတိုးတက်လာတာထုံးလုံးမှုစရိတ်မြင့်တက်လာတာနဲ့လမ်းကြောင်းအခက်အခဲတွေကြောင့်ကျွန်တော်တို့နေလျှက်စစ်ပစ္စည်းအတုံးဆောင်အဝတ်ထည်ဘာပဲဝယ်ဝယ်ရခင်ဈေးနှုန်းထက်နှစ်ဆလောက်ပိုပေးပြီးဝယ်ရတော့မှဖြစ်ပါတယ် အခုတင်းလက်ထဲမှာကင်နေတဲ့စမတ်ဖုန်းတန်ကြီးဟာစနေရာဂိုင်းလုံးထိတက်သွားတော့မှာဖြစ်ပြီးအဝိစားတန်ကြီးဟာရှေ့ရာဂိုင်းလုံးထိတက်သွားမှာဖြစ်လို့ပစ္စည်းဝယ်ချာရှိရင်မမြန်ဝယ်ထားလိုက်တာကောင်းပါရင်ဈေးတက်တာအပြင်ပစ္စည်းပြောင်းလဲမှုကြောင့်တင်မာလိုက်တဲ့ပစ္စည်းတင်းလက်ထဲကိုရောက်လာဖို့ကိုလည်းအချိန်ကြာကြီးစောင့်ရအောင်ပါဒါအပြင်တရုတ်ပြည်ရဲ့စမှုကုန်ထုတ်လုပ်ရေးပြဿနာဟာနိုင်ငံရေးကိုပါထိခိုက်လာနိုင်ပါတယ်ဒါဆိုရင်တရုတ်ကြီးတွေကကမ္ဘာကြီးကိုချုပ်ကင်နိုင်ဖို့ထုတ်လုပ်ရေးပိုင်းကိုဘယ်လိုအသုံးချထားသလဲစက်ကြည့်လိုက်အောင်ပါ တရုတ်ရဲ့ကုန်ထောလုံးမှုတိုးတက်လာစဉ်ကစီးပွားရေးအင်အားတောင့်တင်းလာမှုတွေကြောင့်အိန္ဒိယနိုင်ငံတွေအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အာဏာတစ်ခုရသွားပါတယ်။ဟုတ်ပါကျွန်တော်တို့နိုင်ငံနဲ့အာဖရိကနိုင်ငံတွေကိုပဲကြည့်ကြည့်ပါ။တရုတ်ဟာအိန္ဒိယနိုင်ငံအနေနဲ့စီးပွားရေးပါတနာဖြစ်အောင်ဖန်တီးပြီးကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုထိန်းသိမ်းထားပါတယ်။တရုတ်အနေနဲ့အာဖရိကကိုကဲရတဲ့အကြောင်းရင်းကတော့တဘာဝအရင်းမြစ်တွေကိုထောက်ယူခြင်းလိုပါ။အားလုံးသိတဲ့အတိုင်းတရုတ်တရားစီးပွားရေးနယ်ပယ်ကျယ်ပြန့်တဲ့အလျောက်ရေနံနဲ့ဓာတ်မွေတို့ကိုလိုအပ်ပါတယ်။ဒီလိုထောက်ပံ့ပေးမဲ့နိုင်ငံတွေရှိလို့လည်းအမေရိကန်ကိုကြော်ပြီးရေနံတင်သွင်းနိုင်မှုအများဆုံးနိုင်ငံဖြစ်နေကြတာပါ။ အပေးယူအနေနဲ့အာဖရိကနိုင်ငံတွေဖြစ်တဲ့အန်ဂိုလာ၊ဆူဒန်၊နိုင်ဂျီးရီးယားနိုင်ငံတွေမှာမွေးအမြောင်အများရင်းနှီးမြှုပ်နှံပေးထားပြီးထောက်ပံ့ထားတဲ့ပိုင်လိုင်းတွေပြတ်တောက်မသွားအောင်အပိုင်ချုပ်ထားတာဖြစ်ပါရင်ဒါအပြင်အာဖရိကနိုင်ငံတွေဟာထိုင်ဝမ်ကတရုတ်အပိုင်တရုတ်ပြည်ဟာတခုတည်းရှိနေဆိုတဲ့မူဝါဒကိုလက်ခံထားပါရင်ရှင်းပြောရရင်ဒီလိုဖြစ်အောင်လုပ်နိုင်တာတရုတ်မှာပတ်စံရှိလို့ပါပဲဒီပတ်စံပဲကလာတယ်လဲဆိုရင်ကုန်ထုတ်လုပ်ရေးကနေလာတာပါအခုလိုစီးပွားရေးကတ်ဆိုင်သွားတဲ့အခါမှာတော့ပေါ့ဖော်ကြီးဟာ အရင်လိုနိုင်ငံကြီးမှာစွာကျဲစွာကျဲဝင်လို့ဘောမလဲတော့တလို့အိန္ဒိယနိုင်ငံတွေကပါမထီမဲမြင်ပြုလုပ်လာတော့မှာဖြစ်ပါရင်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ